မင်္ဂလာပါရှင်ခေတ္တ news သတင်းဌာနရဲ့ထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ပထမအဆုံးအနေနဲ့အချိန်နှီးပုံမှုဆိုးရွားစေမယ့်စစ်တပ်ရွေးကောက်ပွဲကိုနိုင်ငံတကာအသိမဲ့မပြုဖို့ထိုင်းလွတ်တော်မဲ့ပြောကြားတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကအကန့်အသတ်နဲ့ဂျင်းမမဲရွေးကောက်ပွဲဟာမြမအခြေအနေကိုပုံမှုဆိုးရွားစေမှဖြစ်လို့နိုင်ငံတကာအစ်မအသိမဲ့မပြုဘူးလို့ထိုင်းလွတ်တော်အမဲကနဝီစုပန်းကပြောကြားကြောင်းသိရပါဗျ မြန်မာရင်းနဲ့ပတ်သက်လို့မကြာခဏထုတ်ဖော်ပြောကြားလေးရှိတဲ့ထိုင်းအောင်လွတ်တော်မဲ့ကနဝီစုပန်းဟာအမျိုးသားညီညွတ်ရေးဆိုရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စမအောင်လူသားစာနဲ့တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေတို့ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကိုလက်ခံတွေ့ဆုံခဲ့တဲ့အကြောင်းမနေ့ကသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြခဲ့ပါတယ်။မစ္စတာကနဝီစုပန်းကပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီမှမိတ်ဆွေတွေနဲ့တွေ့ဆုံခဲ့တဲ့အကြောင်းဓာတ်ပုံတွေနဲ့တကွာဖော်ပြခဲ့ပေမဲ့ဘယ်နည်းရက်ကတွေ့ဆုံခဲ့တယ်လဲဆိုတာမသိရသေးပါဘူး။ NUG ဝင်ကြီးချုပ်တွေဖြစ်တဲ့ဒေါ်စမောင်နဲ့ဒေါက်တာဝင်းမြတ်အေရိုဟာ2020အထွေထွေရွေးကောက်ပွဲမှာထပ်မံရွေးကောက်ခံရတဲ့အနိုင်ရလွတ်တော်ကိုယ်စားလှယ်တွေလည်းဖြစ်ပါတယ်။အဲ့ဒီတွေးဆမှုမှာထိုင်းဥပဒေပြုရေးအာဏာအနေနဲ့အပြုသဘောကြောင်းဝင်ဆောင်ရွက်နိုင်မဲ့ဖြစ်နိုင်စေပေါ်မှာ CRPH ကမိတ်ဆွေတွေနဲ့ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာငင်းချင်ရင်မဖြစ်ပေါ်ဘူးဆိုရင်ထိုင်းနိုင်ငံအနေနဲ့လည်းအေကန်မုတ်ချခန်းစားရလိမ့်မယ်လို့မစ္စတာကနဝီဆိုဘန်းကပြောပါတယ်။မျက်လုံးတွေနားတွေပိတ်ထားမဲ့အစားပြဿနာတွေကိုဖြေရှင်းဖို့ရင်းရှိတည်တတ်တဲ့ဖြေတွေရှာဖွေဖို့စိတ်တွေဖွင့်ထားတဲ့ကြောင်းလည်းထိုင်းလွတ်တော်မှကပြောပါတယ်။ဒါအပြင်ထိုင်းနိုင်ငံကိုရိုက်ခတ်လာမဲ့အခြေအနေတွေကိုကာကွယ်ဖို့နေဆက်ဖြစ်ကျော်လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေးဖြစ်ပေါ်နိုင်ခြေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်လူသားချင်းစာနာမှုဆိုင်ရာမှုတွေအတိုင်းလိုက်နာတယ်ဆိုရင်မြန်မာပြည်သူတွေအနေနဲ့ထိုင်းနိုင်ငံတွေကိုဒုက္ခသည်တွေဖြစ်အစွန်လိုက်ပြုံလိုက်ရောက်လာမှာမဟုတ်ဘူးလို့ထိုင်းလွတ်တော်မှကရေးသားပါတယ်ထိုင်းနိုင်ငံကတဆင်မြန်မာနိုင်ငံတွေကနေဆက်ဖြစ်ကြော်ရာဇွမှုတွေအွန်လိုင်းငွေလိမ်လည်မှုပြဿနာရပ်တွေကိုလည်းဖြိုခွဲဖို့လိုအပ်ကြောင်းဆွေးနွေးခဲ့တယ်လို့အတည်ပြုထားပါတယ် ထိုင်းနိုင်ငံအနေနဲ့မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်အလင်းအမြန်အခိုင်အမာရည်တည်ရမယ်လို့လည်း Mr. Kennedy ဆိုပန်းကပြောပါရယ်အဲ့ဒီထိုင်းလွတ်တော်မှန်းနဲ့တွေးဆမှုနဲ့ပတ်သက်လို့မနေ့ကညပိုင်းထိ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်အတည်ပြုလာတာမရှိသေးပါဘူးဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့မိုင်းငုံမျိုးကိုစစ်ကောင်စီညအချိန်ပုံကျဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တန်တမရော TNL ထိန်းချုပ်ထားတဲ့မိုင်းငုံမျိုးကိုအာနာသိန်းစစ်ကောင်စီတပ်က အော်တိုဘာလ20ရက်ညပိုင်းမှာလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ပါတယ်။အော်တိုဘာလ10ရက်ည8:00နာရီအော်တိုဘာလ20ရက်ည8:00နာရီလောက်မှာဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးဖြစ်စဉ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုထပ်မံဖော်ပြမယ်လို့ TNL ကထုတ်ပြန်ပါတယ်။တန်ဒေတာသတင်းရင်းမြစ်ကလည်းထိခိုက်မှုကတော့မင်းနေတော့မယ်လို့မိုင်းငေါ့လေကြောင်းတိုက်ခိုက်ခင်ရကြောင်းပြောပါတယ်။ စစ်ကောင်စီဟာ GNL ထိမ့်ချုပ်ထားတဲ့ရှမ်းမြောက်ကမန်တုံနမ်ဆယ်မိုင်းလုံးနမ်မတူမိုးမိတ်ကြောင့်ပဲတီဘောနဲ့မန္တလေးတိုင်းမိုးကုံမြို့တို့ကိုယခုအောက်တိုဘာလအတွင်းမှာလေကြောင်းကနေအချိန်ပေါင်း30ကျော်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေမှာကလေးငယ်ရှိဦးတန်ကားနှစ်ပါးပါဝင်42ဦးသေဆုံးက46ဦးထပ်မံဒဏ်ရာရရှိခဲ့တယ်လို့ TNL ရဲ့လေကြောင်းတိုက်ခိုက်ခံရမှုသတင်းတွေရသိရပါတယ်။စစ်ကောင်စီတပ်ဟာပြည်သူတွေနေထိုင်ရာကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်နေတာဟာ TNL နဲ့စစ်ကောင်စီ ီကြားတရုတ်စီစဉ်ပေးတဲ့ဆွေးနွေးပွဲမတိုင်မီစီရင်အရာဖိအားပေးတာစစ်ကောင်စီပြန်သိမ်းထားတဲ့ကြောင်မင်းနဲ့ဒီဘောကို TNL ကလာရောက်မနှောက်ရှက်စေရေးအခြား TNL ထိန်းချုပ်မြို့ရွာတွေကိုလေးချောင်းတိုက်ခိုက်ပြီးစီရင်အရာဖိအားပေးတာဖြစ်နိုင်တယ်လို့တန်အန်တရင်ရင်းမြစ်ကသုံးသက်ပြောဆိုကြောင်းသိရှိရပါတယ်။ ဒီရမှာဆေးရုံစုနဲ့ရွေးကောက်ပွဲကိုမြို့သူသဘောထားနေတဲ့နည်းဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယသည်မြန်မာနဲ့နယ်နိမိတ်အားဖြင့်ကီလိုမီတာ1600ထိစပ်နေတော်လဲယခုဘက်တွင်မြန်မာနဲ့ပတ်သက်၍အိန္ဒိယတွင်လူတိုင်းစိတ်ဝင်စားလာနေတဲ့ကကိုကိုကျွန်းအရှင်နဲ့အီလွန်မတ်စ် East Starlink တဲ့နိုင်ငံတွင်းရှိ online ငွေလိမ်ခန်းများကိုပံ့ပိုးပေးနေတယ်လို့ဖြစ်လာ၍ American Outlook တို့မှစုံစမ်းစစ်ဆေးနေပြီဆိုသောသတင်းများပင်ဖြစ်ပါတယ်။ သို့သောထိုထဲမှာတော့ဘာသာရေးပွဲတော်အားပါရဂလိုက်တာဖြင့်တိုက်ခိုက်ခဲ့၍လူပေါင်း24ဦးထိသေဆုံးသွားသည်ဆိုသည်ကသတင်းဌာနလောက်သာပါရှိလာခဲ့ပါသည် ဤဒီကိုကြည့်မည်ဆိုကလေးနှစ်ကျော်ကြာလာခဲ့ပြီဖြစ်သောမြန်မာပြည်တွင်းစစ်သည်ယူကရိန်းဂါဇာတို့လောက်စိတ်ဝင်စားခြင်းမခံရဟုပြော၍ရပေသည်ယူကရိန်းနှင့်အရှိလေပိုင်းရေတည်ရုပ်ချင်းဆိုသလိုကမ္ဘာစစ်ကြီးတွင် ပြောင်းလဲသွားနိုင်သည်ဟုယူဆထားကြ၍လည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်မြန်မာပြည်တွင်းစစ်ကတော့အတ္တမနှင့်ဓမ္မတို့ကြားတွန်းထိုးရုန်းကန်နေသောအပြိုင်မှုဖြစ်၍ယခုကကမ္ဘာနိုင်ငံ၏ဇက်ခွန်တွင်မြည်သူများအရေးထားပေါ် မရှိသလောက်ဖြစ်နေသည့်ကိုကျင်တရားနှင့်ဆိုင်နေရင်လည်းဖြစ်ပါရယ်စေအောင်စုသည်မြေမြပင်ရှုံးများနှင့်ရင်ဆိုင်နေရတော့လေ၎င်းတို့အဖွဲ့စည်းကုန်မှုစစ်လက်စွာထိန်းထားနိုင်သည်ဟုအိန္ဒိယရှိလေလာသူများကလက်ခံထားကြပါရယ် စေယုစုစီစဉ်ထားသောရွေးကောက်ပွဲသည်တိုင်းပြည်နယ်လူထုအတွက်တစုံတရာအကျိုးရှိလာဖို့မဟုတ်ဘဲကိုကျိုးစည်းပွားအတွက်စီစဉ်ဥစားရှာဖွေပြီးတက်တောင်းတက်တာနေသွားနိုင်ဖို့ကြံရွယ်မှုမျိုးသာဖြစ်ဒီကိုအားလုံးလေးတည်ထားပြီးဖြစ်ပါရယ်မြို့နယ်ပေါင်း102မြို့နယ်တွင်သာပြုလုပ်မည်လည်းဖြစ်ပါရယ်ထိုရွေးကောက်ပွဲဟာ Kings Party ဖြစ်သောစံပေါ်ပါတီအပြတ်သက်အောင်ပွဲခံရန်အသေးစားတွက်ချက်စီစဉ်ထားပြီးဖြစ်ပါရယ်ဒို့မှသာလူပေါင်း6000ကျော်တည်ဆောင်းခဲ့သည့်အာနာသိမ့်မှုကိုဖန်တီးခဲ့သည့်မင်းအောင်လိုက်ဖို့တာဝန်ခံစရာမလိုပဲအေးချမ်းစွာနာ ားယူထွက်ခွာသွားနိုင်ပြီဖြစ်သည်ဟုယူဆထားကြပါသည်။၎င်းထက်ဘိုတင်နှင့်အပတ်စဉ်16ခုခန့်ကွာတဲ့ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းအားကာချုပ်ဖြစ်ရထားသည်ဟုဆိုပါသည်။ကျောဆောင်လင်းသည်တိုက်ခိုက်ရေးတွေ့ကြုံမရှိတော့လေကာကွယ်ဦးစီးချုပ်ရုံတွင်အုပ်ချုပ်ရေးတာဝန်ကိုယူထားသူဖြစ်ပါသည် ဒုက္ကာချုပ်ရာတို့အတွက်အလားအလာရှိသူတို့ကအထူးစစ်စင်ရေးတာဝန်ယူထားသောကိုကိုဦးနှင့်လက်ရှိစီရေးချုပ်တန်ထိုက်တို့ဖြစ်ပါれ၎င်းတို့နှုတ်စလုံးသည်စကိုင်းဒေတာကြီးတွင်ရက်ဆက်ရုံမှစွာပြုကျင့်နေမှုများအတွက်နိုင်ငံတကာ၏စောင့်ကြည့်ခံထားရသူများဖြစ်ပါれအနေငယ်များသာကြံတော်တဲ့တက်သည့်ပညာရှင်များဘက်ကအစိုးရသည်နှင့်ပူးပေါင်းလာမည်လားဆိုသည်ကိုမသေးကွဲသေးပေတိုင်းသားလက်နက်ကိုင်အဖွဲ့အများစုကမှရွေးကောက်ပွဲကြလက်ကိုအတိမတ်မပြုဟုပြောဆိုထားပြီးဖြစ်ပါれထို့ထဲတွင်ရခိုင်ပြည်နယ်80ရာခိုင်နှုန်းကို ိမ့်ချုပ်ထားသည့်အရခတက်တော်ကချင်ချင်းတအန်းတို့ကထိတ်ဆုံးမှပါဝင်နေပါရယ်စစ်တပ်နှင့်မဟာမိတ်ပြုထားသောကရင်လက်နက်ကိုင်အဖွဲ့၃ဖွဲ့ကမှလုံခြုံရေးပေးမည်ဟုဆိုပါရယ်လက်ရှိတွင်အိန္ဒိယဆိုရာကရွေးကောက်ပွဲဖြင့်ပြည်ပခါကိုဖြည့်ရှင်းနိုင်မည်တစုံတရာထွက်ပေါ်လာလိမ့်မည်ဟုမျှော်လင့်နေကြပါရယ်အိန္ဒိယပိုင်အက်ဒမန်ကျွန်းနှင့်55ကီလိုမီတာဝေးတဲ့ကိုကိုကျောမှာတရုတ်ချက်တိုက်လေယာဉ်များဆင်းခွင့်ပေးတော့မည်ဆိုသောသတင်းများလည်းထွက်ပေါ်နေပါရယ်ထို့ပြင်အရှေ့မြောက်ဒေသရှိဗဟုအစိုးရအတိုက်ခိုက်နေသော အာတန် UFLA နဲ့နာဂအဖွဲ့များအတွက်လည်းစိုးရိမ်စရာဖြစ်နေပါတယ်။တပတ်မှာလေအိန္ဒိယဒီကချင်ပြည်နယ်တွင်ရှိရှားပါမြေသားတထုများကိုစိတ်ဝင်စားနေပါ रे အိန္ဒိယအစိုးရကမြန်မာနဲ့ပတ်သက်လျင်၎င်းတို့လုံခြုံရေးကိုသာအာရုံထားနေပါ रे ရွေးကောက်ပွဲကလည်းမြင်းများပင်တပတ်ဆောင်နေဖြစ်နေစေကမူဥမင်လိုက်ကောင်းအဆုံးတွင်ခဝါဝါမြင်နေရတဲ့အလင်းရောင်လေးဟုထင်မှတ်နေစေဖြစ်ပါ रे DPP မှာပြင်ပဆောင်ပါရှင် ဒီဘဆောင်းပါရှင်တို့ကအိန္ဒိယဒီစေယုစုနဲ့လူမြင်ကွင်းတွင်ပလူပလဲလုံနေတော်လဲတပတ်တွင်မြေရှားတထုကိုအကြောင်းပြု၍ကချင်လွတ်လပ်ရေးတပ်တော်နဲ့မောင်ရိပ်ကိုဆက်ဆံလာပါတယ်ထို့သောရေရိုကိုသာကြည့်၍မိစားတစ်ဖက်ရေမုတ်တစ်ဖက်လှုပ်လာသည့်အတွက်နှစ်ဖက်စလုံး၏အယုံကြည်မဲခြင်းခံနေရပြီးပြည်တွင်းစစ်ကိုရေရှည်အောင်လုံနေသလိုဖြစ်နေသည်ဟုသုံးသပ်ထားပါတယ်ထို့သောအိန္ဒိယ၏နှစ်ဖက်နှင်းသောအကာတီထိမ့်သိမ့်ရန်အလွန်ခက်ခဲပြီးအကျိုးဆက်နေဖြင့်ကြီးမားသောအနေအမျိုးရှိနေပါတယ် အိန္ဒိယနိုင်ငံ၏စစ်ကောင်စီနှင့်ဆက်ဆံရေးတိုးမြလာမှုများသည့်ရက်ဆက်ကြမ်းကြုတ်ပြီးတရားမဝင်သောအုပ်ချုပ်ရေးစနစ်ကိုလက်ခံအတိမဲ့ပြုရာရောက်ပြီးထို့နောက်ရက်သည့်အိန္ဒိယက၎င်း၏အကျိုးစီးပွားအတွက်ဒီမိုကရေစီစံနှုန်းများကိုလစ်လျူရှုကြောင်းဖော်ပြနေသဖြင့်နိုင်ငံတကာအတွင်း၎င်း၏ဂုဏ်သိက္ခာနှင့်ဩဇာအာဏာကိုထိခိုက်စေသည်ဟုဆိုလိုပါသည်။အိန္ဒိယအဖို့ကမြေရှားတပ်ထုဈေးကွက်အားတရုတ်တို့ထင်သလိုချဲလဲနေမှုကြောင့်နေမထိထိုင်မသာဖြစ်လာက KIA နှင့်မဖြစ်မနေတိုက်ခေါက်ဆက်ဆံလာခြင်းလည်းဖြစ်ပါသည်။အိန္ဒိယလောက်ရက်သည့် ်ခေတ်သစ်ကိုလိုနီဝါဒကိုကိုးစားပြုနေခြင်းဖြစ်ပါသည်။ယင်းသည်နိုင်ငံအားစီးရီးရသိမ့်ပိုက်ဆရာမလို့ပဲ၎င်းမှာစီးပွားရေးနဲ့မဟာပြူဟာများအကျိုးစီးပွားအတွက်အမျက်ထုတ်ကြခြင်းဖြစ်ပြီးအမျက်ထုတ်ခံရသည့်နိုင်ငံ၏ပြည်သူလူထုခံစားနေရမှုများကိုလုံးဝဂရုမစိုက်ခြင်းပဲဖြစ်ပါသည်။အိန္ဒိယ၏ခြေတုံချတုံဖြစ်နေသောမူဝါဒသည်တန်တမန်ရေးရာကျွမ်းကျင်မှု၏လက္ခဏာမဟုတ်ပဲကိုကျိုးကြည့်မူဝါဒသည်နိုင်ငံတွင်ရှေ့ရှောက်မတည်ငြိမ်မှုများပို၍ပြင်းထန်လာနေခြင်းတွင်ပြိုလဲပြက်စီးသောမည်ဖြစ်သည်ဟုရေးသားထားပါသည်။တရု ့သည်ကွန်မြူနစ်အာဏာရှင်နိုင်ငံဖြစ်၍အလုံးအမြင့်တွင်မထူးခြားလာတော်လဲမြည်သူပင်ဖြစ်စေဒီမိုကရေစီဘိုးအီကြီးဟုသတ်မှတ်ထားကြသောအိန္ဒိယ၏မူဝါဒသည်မြေများအထိတိုက်ခါကျဆင်းနေသည်ကိုလည်းထည့်သွင်းမစင်စားနိုင်အောင်ဖြစ်နေပါသည်။၎င်းတို့အဖို့ကရေကောက်ပဲပြီးနောက်အချိန်ကောင်းလာပါကဘေးရောက်သွားမည်ကိုစိုးရိမ်နေကြပါသည်။အာဆီယံသည်လည်းထိုသို့ချီးတုံချတုံဖြစ်နေရှာပါသည်။လက်ရှိတိုင်းပြည်နာကဲ့သို့မင်းအောင်လှိုင်၏စိတ်ကူးစိတ်တန်အကြံဉာဏ်များပေါ်တွင်မူတည်နေ၍ထိုပုဂ္ဂိုလ်ဘာရီကျန်စီနေသည်ကိုရှင်းလင်းစွာသိနိုင် င်ဖို့သုံးသပ်နိုင်ဖို့သာအရေးကြီးပါတယ်ပြည်သူတို့၏တရားတော်စင်မုံချအောင်ရမည်